အဲ့တော့ဆိုရင်တော့ကျွန်တော်တို့စခဲ့တော့၄သိန်းရွှေနဲ့စခဲ့တာအဲ့ဒါကျွန်တော်တင်ထားတဲ့ဟာအမှန်ပဲဈေးမရောဘူးတဲ့ခါကြောင့်နည်းနည်းကြောက်တာနှစ်ယောက်သားတဲ့ငါအမတို့ရောင်းလို့ရပါမလားအဆင်ပြေပါမလားဟိုကြည့်ရမလားအဲ့လိုမျိုးကြောက်တဲ့စိတ်တရားတော့အမြဲတမ်းရှိနေတယ်ထပ်တော့မယ်ဆိုတော့ဒီနေ့အမတို့ရောင်းရပါမလားဒီတိုင်းကြီးပဲပြန်လိုက်ရမလားဟိုစိတ်ကအရင်ဒါပေမဲ့ခင်းလေခင်းလိုက်ရောလူတွေအများကြီးရောက်လာပြီတားအပေးကြခဏလေးနဲ့ကုန်ခဏလေးနဲ့ကုန်သွားပါဘောအဲ့အရင်လည်းပြောပါဘောတော့မထင်ထားတဲ့ဟာကြီးကိုရလာတဲ့ခါကျတော့အော်ဒါအဲ့ဆိုနောက်ရက်တွေဆက်လုပ်ဖို့တော့အားရှိဘူး မမကျတော့သူကကျတက်ခရိတာပေါ့နော်ကျွန်တော်ကကျတော့ဟပ်ပိတ်တာပေါ့အားဆိုကျွန်တော်တဆိုင်နဲ့သွားကြရင်လေအာကျွန်တော်ကြိုက်အားရနေစားပြီးတော့နောက်ပိုင်းအာကျွန်တော်တို့နေရာအဲ့လိုတူတူဖြတ်တန်းပေါ့နော်နောက်ပိုင်းဒီလိုမျိုးဘယ်လိုလဲဆိုတော့အငြင်းသူများဝန်ထမ်းမဲ့ဆိုရင်ညီမတို့အနာကဲအတွက်ကတိတ်ပြီးခင်ဗျာသူကအဲ့လိုဖြစ်တော့ အာစဉ်းစားမိရပါတော့ကိုပိုင်လုပ်ငန်းလေးเนี่ยလုံးလို့အဆင်ပြေမလားဆိုပြီးတော့အဲ့နဲ့အမေကလည်းဆက်လေးဝယ်ထားရရှိရဲအဲ့ဆိုရင်စလိုက်ကြရအောင်ဆိုတော့ဘလို့ပဲနေနေစလိုက်မယ်ဆိုပြီးတော့စလိုက်တယ်တကယ်တော့အဲ့စတော့ကကျတော့အရန်အစားအများကြီးရှိဘူးအဲ့လိုခက်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 နဲ့စခဲ့ရပေါ့မြောင်းလာစားရတယ်ရတဲ့အခါမှာစုထားတဲ့ဟာလေးကိုအဲ့နဲ့အဲ့လေးသိန်းခွဲရကျတော့ဟိုဒီလအတွက်စုမယ်ဆိုရင်ခြံထားရလေးသိန်းပဲဒါပေမဲ့အတုံးသေးအတွက်ခြံထားတာဟာတက်တက်ရှိရဲအဲ့မဲ့အဲ့နှစ်ခုကိုပေါင်းလိုက်တဲ့အဲ့လိုလေးသိန်းခွဲနဲ့ငါတို့ဒါကိုစလိုက် ့မယ်လေးသိန်းခွဲခွဲကြီးကငါတို့ဘာလုပ်မလဲရှင်ရမလားဘာလုပ်မလားဘောနော်အဲ့အဲ့လိုမျိုးနဲ့ပဲလေးသိန်းခွဲနဲ့ပဲစိုင်လုံးလေးလုတ်ဖြစ်သွားအစားဆိုနည်းနည်းလေးပဲညီမတို့စိုင်ပါလေနည်းနည်းလေးပဲရှိရပစ္စည်းလေးပထမဆုံးစားပွဲဖြစ်တာတော့ဒီ ठी ပဲ ठी သူကလေကျွန်တော်တို့ကဒီကဟိုအတက်ကုန်မဝင်နိုင်လို့စကန်ကိုရှာရတာကိုတော်တော်တိုင်ပတ်တယ်အဲ့ညနေရဆိုမိုးတွေကလည်းတက်ကုန်သွားပါဘောနော် ကျွန်တော်တို့ကလည်းစမယ်လို့ဆုံးဖြတ်ပြီးသွားပြီဖြစ်တဲ့အတွက်အာသူကကျတော့ဟိုပုံမှန်ဒီကောင်ဆိုရင်အရန်များတယ်၃သိန်းကျော်လောက်ရှိတယ်ကျွန်တော်တို့ကစကန်ဆိုရင်တော့တသိန်းကျော်လောက်ပဲဆိုတော့စကန်ကိုမရရအောင်ရှာပြီးမှပထမဆုံးစဝယ်ခဲ့တာဒီကောင်ပေါ့နော်အဲ့ရနေပြီးစခဲ့တာပါဟုတ်အခြားပစ္စည်းလေးရတော့ဟိုအရင်ကနေကညီမစုထားစုထားလေးဟာလေးကိုစုပါလေဟုတ်ကို့အိမ်ကိုပဲဖြစ်ဖြစ်အမေတို့ကနေမှာဆိုတော့တို့လာလို့ရှင်မဟုတ်လို့ကျွေးမယ်မဟုတ်လို့ကျွေးရတယ်ဆက်လေးပဲဝယ်ထားတယ်ပြီးတော့တခြားဂျုံတွေရောပစ္စည်းလိုအပ်တဲ့ပစ္စည်းတွေကတော်တော်များများရှိနေတယ်အဲ့ခါကျတော့ လိုအပ်တဲ့ပစ္စည်းလေးကတော့အဲ့ဒီ၄သိန်းခွဲနဲ့ပဲစလိုက်တယ်ပြီးတော့ကိုယ့်ရဲ့လစာခြံထားတဲ့ဒီတလအတအသုံးစည်းဆိုပြီးခြံထားတဲ့ဟာလေးနည်းနည်းတည်းနည်းထည့်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 ပြီးမှအဲ့လိုမျိုးဖြစ်သွားတာဈေးတက်တာလေးပေါ့နော်ဈေးတက်တာလေးပြီးတော့ဒုတိယတစ်ချက်ကကျတော့အာကျွန်တော်တို့ marketing လည်းကျွန်တော်တို့စဉ်းနိုင်တယ်လို့ကျွန်တော်တို့တက်တဲ့ကျွန်တော်တို့တိလောက်တဲ့ knowledge နဲ့ကျွန်တော်တို့စဉ်းပေးရပေါ့နော်တတိယတစ်ချက်ကတော့သူဝယ်သွားရင်လူကတစ်ခါဝယ်ပြီးဝိုင်းရင်နောက်အများအတန်းပြန်လာဝယ်တော့တာပဲဒါပုံမှန်လေးဖြစ်လာတဲ့အတွက်ဟိုတစ်လနှစ်လမှကျွန်တော်တို့မိတ်တွေကပို့ရလာတယ်ပေါ့နော် င်းပေါ်မှာတွေ့ရဲအဲအကြောင်းမလို့လာစားကြည့်ရစားကျင်စရာလေးတွေဆိုတော့အဲ့နဲ့သူတို့စားကြည့်ပါရဲစားကြည့်ပါပြီနောက်ရက်ကျရင်စားလို့ကောင်းတယ်ဆိုပြီးတော့ထက်လာဝဲစားရဲအဲ့လိုအများနဲ့နေ့တိုင်းလာဝဲစားရဲတစ်ရက်တစ်ခုလာဝဲစားရဲအဲ့လိုကျွားကြတော့စကော်ပီဒါကျွန်တော်တို့ရာဒီပေါ်ဆိုရင်တော့အသီးစစ်နဲ့လုပ်ပေးရပါတော့ကိုကတော့ကျွန်တော်တို့ကိုယ်ဆိုင်ကိုပြန်ပြီးသုံးပေးရပါတော့ကျွားဒီကတော့အသီးများများလေးနဲ့လို့စားလိုက်လို့ရှိရင်စတော်ဘယ်ရတာကိုလုံးဝ န်တတိမိမိဖြစ်အောင်လို့ကျွန်တော်တို့အဓိကပြင်ဆင်ပေးထားရပေါ့နော်ဒီကောင်လေးကကျတော့ကျွန်တော်ဆိုင်ရဲ့အဓိကဟိုကိတ္တာပေါ့နော်ဒီကောင်ကနာမည်လေးတော်တော်ရလာတဲ့ကိတ္တာလေးပေါ့နော်သူ့အဓိကသုံးပြုတာကျက်ဝဲအဲကျက်ဝဲရဲ့ကျွန်တော်တို့ပြောရလို့ရှိရင်ဖိတ်ချုံနေပေါ့နော်သွားတော့ချီဖုန်သားလို့ကျွန်တော်တို့ဒီဘေကရီယောဂမှာခေါ်တယ်ပေါ့နော်ဒွင်းတီးစားမယ်ဆိုရင်တော့သူကစောစောလေးလာပြန်မဟုတ်ရင်အဲ့လိုလုံးဝမကြံလို့ပေါ့နော် 55မျိုးရှိရပါတော့เนาะအ signature တော့တူရင်တမျိုးပေါ့เนาะကြံတဲ့ best seller တွေလည်းရှိရပါဘူးဥမာ chocolate တို့ strawberry blueberry coconut cheese အဲ့ငါးမျိုးကတော့ best seller ပေါ့เนาะသူကတူရင်ကတော့ရောင်းအားအကောင်းဆုံးပဲပေါ့เนาะဈေးနှုန်းကတော့ကျွန်တော်အမြင့်ဆုံး6000ပဲအနိုင်ဆုံးကတော့6000ပေါ့เนาะဟုတ်အစကတော့ညီမလည်းဒီလိုစလုပ်ဘူးကြောက်တယ်ဒါပေမဲ့ငါကကြောက်တော့ तू ကလှုပ်ချင်ချက်ချင်းလှုပ်ပြတာအဲ့လိုမျိုးဆိုတော့ ချက်ချင်းလုံးလိုက်တာကောင်းတယ်ဘာပဲဖြစ်ဖြစ်ကိုလုံးတော့မယ်လို့စဉ်းစားလိုက်လုံးပလိုက်ရှုံးနာမျက်တာရေနောက်မှထားအာရတာရတာရတာရနောက်မှထားအရင်လုံးချင်တာရေလုံးပလိုက်လို့ရှိရင်စိတ်ထဲကပေါ့ပါလိမ့်မယ်